မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာဒီဇင်ဘာလ26ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တဲ့မုံဆုံးမတို့ရွာမုံဟင်းကားဆိုင်ကိုဒီကနေ့မနက်ပိုင်းမှာစီပင်ဝန်ထမ်းတွေဦးဆောင်တဲ့စစ်ကောင်စီအုပ်စုကဆိုင်ကိုဝင်ရောက်ပြီးတော့စီးနှင်းဖြတ်စည်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ30ရက်နေ့ဒီကနေ့မနက်7နာရီလောက်မှာစစ်ကားတစ်စီးနဲ့အတူစစ်ကောင်စီအုပ်စုလက်အောက်ခံစီပင်ဝန်ထမ်းတွေနဲ့အပေါင်းပါတွေရောက်ရှိလာပြီးတော့ဆိုင်ကိုစစ်ဆေးကာ စိုက်ပုတ်တွေကိုဖြုတ်ချပြီးတော့ဖြတ်စည်းသွားတယ်လို့ဆိုပါတယ်၁၇နှစ်လောက်ကဝင်ပြီးတော့ဆစ်ဆင်းနေတာစစ်ကားတစီထွေအုပ်ရောစီမံရောပါလာတယ်လို့ဒေသခံတအုပ်ကပြောပါတယ်မုံဆုံးမားတို့ရွာမဟွင်းကားဆိုင်ရဲ့ Facebook စာမျက်နှာမှာလည်းဒီကနေ့မနက်ပိုင်းကဖြတ်သိမ်းသွားတာကိုတွေ့ရပါတယ်စစ်ကောင်စီအုပ်စုကဆိုင်ကိုစီးနေဝင်ရောက်ဖြတ်စည်းမှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်တော့မသိရသေးပါဘူး မန္တလေးမြို့မဟာအောင်မြေမြို့နယ်မဟာမြိုင်နေ့ရက်က63လမ်း38လမ်းနဲ့39လမ်းကြားမှာမုံဆိုးမားတို့ရွာမိုဟင်းကားဆိုင်ကိုဒီဇင်ဘာလ29ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီမိုဟင်းကားဆိုင်မှာဈေးရောင်းချကြတဲ့ဝန်ထမ်းတွေဟာခင်မုံးတယ်တွေဆုံးမသွားပြီဖြစ်တဲ့အတွက်ကြောင့်မုံဆိုးမားတွေဖြစ်တာမို့လို့ဒီရဲ့ဆိုင်နာမည်ကိုမုံဆိုးမားတို့ရွာလို့နာမည်ပေးထားတာဖြစ်ကြောင်း Facebook page ကလည်းဖော်ပြထားပါတယ်။အဲ့ဒီဆိုင်ဖွင့်ပွဲကြော်ညာတွေလူမှုကွန်ရက်မှာပြန့်နှံ့လာပြီးတဲ့နောက် စစ်လော်ဘီတွေနဲ့ဘေးဒင်းဆရာဆိုတဲ့သူတချို့ကမုံဆိုးမတို့ရွာဆိုတဲ့ဆိုင်နာမဲဟာအတိတ်နမိတ်မကောင်းကြောင်းဝေဖန်မှုတွေရှိလာတဲ့အတွက်စစ်ကောင်စီအုပ်စုကအခုလိုမျိုးဝင်းရောက်စီးနှဖြတ်စီးခဲ့တာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မှာဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီဘက်တော်သားအစိုးရရုံလေးရဲ့နေရင်အနီးမှာဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီကနေ့ဒီဇင်ဘာလ30ရက်နေ့မနက်9:00 5မိနစ်ဝန်းကျင်အချိန်မှာအစိုးရရုံလေးနေထိုင်ရာစမ်းကြောင်းမြို့နယ်ဖြာပုံလမ်းမှာရှိတဲ့နေရင်အနီးမှာဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဗုံးပေါက်ကွဲတာဟာလွန်ကျယ်လောင်ပြီးတော့စမ်းကြောင်းတောက်ခွိုက်ကပြည်သူများကြားလိုက်ရတယ်လို့ပြောဆိုထားပါတယ်ဗုံးပေါက်ကွဲတာဟုတ်ပါတယ်အတန်ကနှစ်ချက်အုံးစံကအကျယ်ကြီးပဲ ဖြာပုံလမ်းထဲမှာပေါက်တယ်ဖြာပုံလမ်းဘက်မှာဆစ်ဆင်းနေတာတွေတွေ့တယ်လို့စားကြောင်းကပြည်သူတို့ကပြောပြထားပါတယ်ရန်ကုန်မြို့ပြ UG တော်လိုင်းရိတ်တရင်ရင်မြေတစ်ခုကလည်းအဲ့ဒီအစိုးရယုံလေးဟာအဲ့ဒီ၎င်းရဲ့ဖြာပုံလမ်းနေအိမ်မှာပြန်လဲနေထိုင်နေတဲ့ဆိုတဲ့သတင်းကိုသိရှိရတဲ့အတွက်ဒီကနေ့မနက်ပိုင်းပေါက်ကွဲမှုဟာအစိုးရယုံလေးရဲ့နေအိမ်အနီးပေါက်ကွဲမှုဖြစ်ကြောင်းအတိအပြုပြောဆိုထားပါတယ်ဘယ်အဖွဲ့ကလုပ်တာလဲတော့မသိဘူးယုံလေးကစားကြောင်းမှာပြန်ပြီးတော့နေနေတာကြာပြီလို့အဲ့ဒီ UG တော်လိုင်းရိတ်တရင်ရင်မြေကပြောပြထားပါတယ် စစ်ကောင်စီရဲ့သတင်းထုတ်ပြန်မှုမှာတော့စမ်းကြောင်းမြို့နယ်အမှတ်37ဖြာပုံလန်းကျွန်းလယ်ရက်ကွက်မှာရှိတဲ့ပန်းလိုက်မိသားစုကလင်းနစ်ရှိမှာဒီကနေ့မနက်9:30မိနစ်အချိန်ခန့်မှာဘုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ပေါက်ကွဲမှုကြောင့်မော်တော်ယာဉ်နှစ်စီးမီးစက်နှလုံးပျက်စီးခဲ့ပြီးတော့လူထိခိုက်ဒဏ်ရာရမှုတော့မရှိဘူးလို့យေတာထားပါတယ်အဆိုတော့ရုံလေးဟာစက်တက်နဲ့ပတ်သက်တဲ့ပွဲများဇလန်းများမှာအ धिक ပါဝင်ပြီးတော့ရိုက်ကူးနေတဲ့အပြင်စစ်အာဏာရှင်စန့်ကျင်ရေးဆန္ဒပြပွဲမှာပါဝင်မှုကြောင့် အချင်းထောင်ကနေပြန်လဲလွတ်မြောက်လာတဲ့တရုတ်ဆောင်များနဲ့အမှုပညာရှင်တချို့ပြည်ပကိုထွက်ခွာခွင့်ရရှိရေးအတွက်စစ်တပ်တာဝန်ရှိသူများနဲ့ချိတ်ဆက်ပေးခြင်းခံဝင်ကြရများရေးထုတ်ရန်ဂျောင်းဝင်ဆေးဆက်ပေးမှုများကိုလှုံ့ဆော်နေတဲ့စစ်တပ်လော်ဘီစစ်တပ်ဘတ်တော်သားထောက်ခံသူဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ KNY ပြည်ရှားတော်မြို့နယ်ခိုင်းမြမာနယ်စပ်မှာရှိတဲ့မယ်လယုစစ်ကောင်စီတပ်စခန်းကစစ်ကောင်စီတပ်သားများအလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားပြီးတော့လက်နက်ခဲများနဲ့စစ်ရန်တရားများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ28ရက်နေ့မနက်7:00နာရီကျော်ကရှားတော်မြို့နယ်စိုးရရှာမြို့နယ်ကွဲမှာရှိတဲ့မယ်လယုတပ်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာရှမ်းပြည်နယ်ဘက်ကိုတက်ဆုတ်သွားတဲ့အတွက် KNY တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကနယ်မြေရှင်းလင်းရေးဝင်ရောက်လှုပ်ဆောင်ခဲ့ရမှာ 6ဆိုင်မမဘုံဒီ232လုံး MA1 ကြီပေါက်72ခု A1 ကြီစံ9480တောင်းနောင်တို့ကြီစံ1228တောင်းတော်ပီတို့14ချောင်း RPG 60လုံးလက်ပြဘုံ119လုံး87မမဘုံဒီ33လုံးထောင်ထားတဲ့14မိုင်း16မိုင်း18မိုင်းများ four wheeler 9စီး6ဘင်းက3စီးဘူဒိုဇာက3စီးနဲ့စိုက်ကယ်2စီးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမဲလယူစစ်တပ်စခန်းဟာ2021ခုနှစ်နိုဘမ်ဘာလ18ရက်နေ့မှာဝင်ရောက်တပ်ဆွဲခဲ့ခြင်းဖြစ်ပြီးတော့အင်အား80ဝန်းကျင်ရှိတယ်လို့သိရပါဗျ။ကရင်နီတော်လိုင်းတပ်ဖွဲ့များရဲ့ဝိုင်းဝန်းပိတ်ဆို့ထားမှုကြောင့်ရိတ်ခါပြက်လက်သွားတဲ့အတွက်ဒေသအခေါ်တောင်ကရုံးတွေဘောကနေဖြတ်တန်းကရှမ်းပြည်ဘက်ကိုတက်ဆုပ်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။သူတို့ရှမ်းပြည်ဘက်ကိုဝင်မဲ့ထင်းနဲ့ရှမ်းမြောက်ပိုင်းဘက်ကိုတက်သွားတာသူတို့ရဲ့ပင်ရင်းဌာနချုပ်ကဖားဆောင်မှာရှိတာသူတို့ရဲ့မိခင်တပ်ပေါ့ အဲ့ဒီမှာတတ်ဆွဲထားတာကြာပြီ2021ခုနှစ်ကလေးကလေးနဲ့နှီးပါရှိပြီပေါ့တိုက်ပွဲမဖြစ်ဘူးတိတ်တဆိတ်ပဲထွက်သွားတာအဲ့ဒီနေ့ကပဲစက္ကန်းကိုဝင်ပြီးတော့ရှင်းခဲ့တာပစ္စည်းကတော့ကြီးစံတချို့ရတယ်ရန်ဒီယာတချို့ရတယ်ရန်ဒီယာကဆိုင်ကယ်တွေကားတွေပေါ့မဲလယူကတန်လွင်မြင့်ရဲ့အရှိတ်ကမ်းမှာရှိတာ တို့ပြန်မာကဖားဆောင်ကိုပြန်မာလားဘယ်ကိုသွားမှလဲတော့မသိဘူးမိခင်တိုင်ရင်ကိုပဲပြမယ်ထင်တယ်ဒါပေမဲ့လမ်းကမရှိတော့ဘူးလေတို့တို့ရှမ်းပြည်ဘက်ကနေပြီးတော့ပတ်ပြန်မာပေါ့ရှမ်းပြည်ဘက်ကနေပတ်ပြီးတော့မိုးပြဲဘက်ကိုလာမာလားတော့မသိသေးဘူးစီဆိုင်ဘက်ကိုပြန်ဝင်လာမယ်ထင်တယ်ဘယ်သွားမလဲတော့မသိပါဘူး သူတို့မှာကလူကလည်းမရှိတော့ဘူးလေလူကဆယ်ကနန်းပဲကျန်တော့တယ်ရာကနန်းတော့မရှိဘူးလို့ KA ရဲ့စေရေးချုပ်ဘုံမူကြီးဖုံးနိုင်ကရှင်းပြထားပါတယ်မနေ့ကဒီသမလာ29ရက်နေ့မှာရှမ်းပြည်နယ်နဲ့ကရင်နီနယ်စပ်တနင်္လာမှာဆုတ်ခွာလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ကရင်နီတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကြားမှာခဏတာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီရဲ့ရှေ့တန်းကင်းစခန်းတစ်ခုကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲတေဆုံးမှုနဲ့လက်နက်ခဲယံသိမ်းဆီးရရှိမှုတရင်တွေကိုတော့မရသေးဘူးလို့ပြောပါတယ် မနေ့ကတော့ရှမ်းကရင်နေနေဆက်ကြားမှာတိုက်ပွဲနေနေဖြစ်သေးတယ်နေဆက်မှာကကျွန်တော်တို့လူတချို့ရှိတယ်သူတို့ကိုလိုက်ရှင်းရင်းနဲ့တိုက်ပွဲဖြစ်တာအဲ့ဒီတိုက်ပွဲမှာတော့ဒဏ်ရာတချို့ရတာရှိမယ်တေးတာတော့ဘာမှအတန်မကြားရသေးဘူးတရင်အဆနာတော့တေးချာမရနိုင်သေးဘူးသူတို့ပြန်တဲ့လမ်းမှာခဏလေးပဲဖြစ်တယ်ခဏဖြစ်တော့သူတို့ကစခန်းကြီးမှာပြန်နာတယ်သူတို့ရှေ့တန်းစခန်းတစ်ခုကြားတယ်ဒီမနက်မှာတော့ပြန်ထွက်မယ်ထင်တယ်လို့ KA ရဲ့စီရေးချုပ်ဘုံမူကြီးဖုန်းနိုင်ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲတရင်ကတော့ KNP နဲ့မြောက်ရီမျိုးပေါ်မှာရှိတဲ့မြောက်ရီခရိုင်ရဲစခန်းကိုပြည်သူလူထုအပေါ်ချင်းချောင်းဝင်ရဲတောင်းခံနေတဲ့အတွက် drone နဲ့ Federal Wings drone တပ်ဖွဲ့ကဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ28ရက်နေ့ည9:25မိနစ်အချိန်မှာပြည်သူလူထုအပေါ်ကိုချင်းချောင်းဝင်ရဲဖမ်းဆီးနေခြင်းများကို ပြုလုပ်နေတဲ့မြောက်ရီခရိုင်ရဲစခန်းကိုတရိပ်ပေးတဲ့အနေနဲ့ Cobra Column Federal Wings drone တပ်ဖွဲ့က ဒရုန်းနဲ့ဘုံကျဲပြီးတော့သတိပေးတိုက်ခိုက်ခဲ့ရာရဲ၃ဦးနဲ့ရဲမိသားစုဝင်တအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိအသေးစိတ်အခြေအနေတွေကိုတော့ပြောပြလို့မရသေးဘူး။ပြောပြလို့ရရင်ပြန်ပြောပေးပါမယ်လို့ Federal Wings Drone တပ်ဖွဲ့ကတာဝန်ရှိသူတအူးကပြောကြားထားပါဗျ။ ်မြောက်ပြည်ရဲစခန်းမှာရှိတဲ့ရဲတွေအနေနဲ့ပြည်သူလူထုအပေါ်ကိုချိန်ချောင်းဝင်ညက်ဖမ်းဆီးနေခြင်းများကိုရက်တန်းကရက်ရံနဲ့လိုက်နာခြင်းမရှိပါကပုံမှုပြင်းထန်တဲ့အကျိုးဆက်များကိုခံစားရမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်မြောက်ပြည်မျိုးနေပြည်သူများအနေနဲ့လည်းအကြမ်းမှာစစ်ကောင်စီတပ်သားများအခြေချနေထိုင်ရနေရာများနဲ့ဤကဆွာနေထိုင်ခြင်းမပြုကြရန် Federal Wings Drone တပ်ဖွဲ့ကမြစ်တာရက်ခံထားကြောင်းတင်ပြရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ねကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အင်္ဂပုတ်ကျေးရွာအနီးမှာရှိတဲ့မိုင်တဲတာဝါတိုင်းစခန်းမှာစစ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးတော့၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ29ရက်နေ့ညနေ4နာရီအချိန်ကမှကြိုက်ထုံမြို့နယ်အင်္ဂပုတ်ကျေးရွာမိုင်တဲတာဝါတိုင်းစခန်းမှာစစ်သားအချင်းချင်းစကားများရန်ဖြစ်ပြီးတော့ စစ်သားတအုပ်ကတနက်နဲ့လိုက်လံပစ်ခတ်ရာစစ်သား၅ဦးပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာပစ်ခတ်ခဲ့တဲ့စစ်သားကအဲ့ဒီစခန်းကစစ်ဗိုလ်တအုပ်နဲ့အတူလက်နက်ခဲယမ်းများကိုယူဆောင်ပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်လက်နက်တွေနဲ့ထွက်ပြေးတဲ့သူတွေရဲ့နောက်ဆက်တွဲသတင်းတွေတော့မကြားမိသေးပါဘူးကျွန်တော်တို့စီလည်းစသွယ်လာတာမရှိသေးဘူးဒီနေ့မှတော့အဲ့ဒီနေရာနားတော်ဝိုက်ကိုစစ်ကား၅စီးနဲ့ပတ်နေတယ်လို့သတင်းရတယ် မနက်ခရဲကပတ်နေတာလက်နဲ့တေးလဲပါသွားတော့လိုက်ရှာနေတာဖြစ်မှာပေါ့ကြိုက်ထုံနဲ့တိမ်စဲကနေရောက်လာတာလို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်အင်ကဘိုချေးပါမှာရှိတဲ့တာဝါတိုင်းစခန်းဟာစစ်တပ်ပိုင်းမိုင်းတဲဆက်သွယ်ရေးတာဝါတိုင်းထောင်ထားတဲ့ဆက်သွယ်ရေးတာဝါတိုင်းစခန်းဖြစ်ပြီးတော့အဲ့ဒီတာဝါတိုင်းအဖြတ်စည်းမခံရရေးအတွက်စစ်တပ်ကတပ်သားများကိုလာရောက်ပြီးတော့ကင်းချထားခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ပဲခူးတိုင်းဖြူးမြုံနဲ့ဇေယဝတီနဲ့ညောင်ချေတော့ကြေးပါများကြားမှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိပြီးတော့ပြည်သူများဟာစစ်ဘေးရှောင်နေရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အခုဒီဇင်ဘာလ20ရက်ဝင်းကျင်ကစတင်ပြီးတော့ဖြူးမြုံနဲ့ဇေယဝတီမြို့အတွင်းမှာရှိတဲ့ကြေးပါများမှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားမကြာခဏထိပ်တွေ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကဖုန်းလိုင်းများဖြတ်တောက်ထားပြီးတော့အင်တာနက်လိုင်းများကိုပါဖြတ်တောက်ထားတယ်လို့သိရပါတယ်ဇေယဝတီမြို့အတွင်းမှာရှိတဲ့ကြေးပါ များကိုလည်းစစ်တပ်က drone များနဲ့နေတိုင်းလိုလိုဘုံကျဲမှုများကိုလုံဆောင်နေတယ်လို့သိရပါဗျ။လွန်ခဲ့တဲ့ဆယ်ရက်လောက်ကစပြီးတော့ဇေယဝတီမြို့နယ်ညောင်ချေတောက်ကြားမှာအရှိမတ်မှာတိုက်ပွဲတွေဖြစ်နေတယ်။နေရောညပါတောင်းအောင်နဲ့ဖြူးမြို့တဲကပါကြားနေရပါတယ်။ဖြူးမြို့မှာအတန်ဖုန်းလိုင်းတွေဖြတ်ခံထားရတာဆယ်ရက်လောက်ရှိနေပါပြီ။ ိုဘိုင်းဖုန်းအားလုံးရဲ့အင်တာနက်လိုင်းတွေကိုလည်းဖြတ်ထားတာဆိုရင်နှစ်ပေါက်နေပြီ Wi-Fi တစ်မျိုးပဲရပါတယ်ဖြိုးမြို့နယ်တဲကိုဝင်တာနဲ့ဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေမရတော့ပါဘူးတရား၁၅မိုင်မှလည်းမရပါဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲမနေ့ကဒီဇင်ဘာလ29ရက်နေ့မှာဖြိုးမြို့နယ်ဇေယဝတီမြို့မှာရှိတဲ့ကျေးရွာများကိုစစ်တပ်ကနေ့စဉ်ရက်ဆက် ဒရုန်းနဲ့ပုံကျဲချနေတဲ့အပြင်မြေပြင်မှာလည်းစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ကြေးရွာများကိုစစ်တပ်ကဝန်ရောက်ပြီးတော့အဖို့တန်ပစ္စည်းများ၊ရွှေငွေများနဲ့စိုင်းကယ်များကိုလည်းလူရဖောက်ထွင်းခိုးယူသွားတယ်လို့သိရပါတယ်။အခုပြေးနေရတဲ့လူတွေလည်းမနေဘူး။ပြည်သူတွေကစစ်ကြောင်းတွေရောက်လာတာရောဒရုန်းတွေနဲ့ပုံကျဲတာရောကြောင့်ရွာထဲမှာဘယ်သူမှမနေရကြတော့ဘူး။ဇေယဝတီမြို့အပိုင်းရွာတွေထဲမှာဖြစ်နေတာပါ။အကုံလုံးကအဝတ်တထည်ကိုတခုနဲ့ပြင်းနေရတာများတယ်လို့ဇေယဝတီမျိုးကဒေသခံတရင်အရင်းမြစ်ကပြောကြားထားပါတယ်အချမ်းမစစ်ကောင်စီကလက်ရှိမှာ ဖြူးမြုံနယ်အပါဝင်ဘကိုးရုံးမှတက်လျှောက်ကမြို့နယ်များမှာစစ်ရင်အားတွေတိုးချဲ့ပြီးတော့စစ်ကြောင်းထုံးမှုများကိုနေရောညပါလှုပ်ဆောင်လာကြကြောင်းတရင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါရယ်ခင်ဗျာ